ဒီနေ့မှာတော့စစ်မြေပြင်တစ်ခုရဲ့တကယ့်ကိုထိတ်လန့်တုံလုပ်ဖွယ်ကောင်းတဲ့အတွင်းပိုင်းပြိုလဲမှုတစ်ခုအကြောင်းကိုအသေးစိတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒါဟာတာမန်စရေးချိန်တွေတခုမဟုတ်တော့ပါဘူး။ပူတင်ရဲ့စစ်တပ်လို့ခေါ်တဲ့အေယာမရန်ရာကြီးတစ်ခုလုံးဟာအခုခါမှာတော့စစ်တပ်ဖြစ်တောင်မတတ်မှတ်နိုင်တော့ပဲပုံကန်ထားကြွမှုအသွင်ဆောင်နေတဲ့ဗယံပဒါရန်ရာကြီးတစ်ခုအဖြစ်ပြိုလဲသွားတဲ့အကြောင်းပါပဲ။ရုရှားစစ်တပ်ရဲ့တရင်တပ်ဖွဲ့တွေကမှအရင်ကဘယ်တော့မှမဖြစ်ခဲ့ဘူးတဲ့ကြီးမားတဲ့ပြိုကွဲမှုကြီးတစ်ခုဟာအခုလက်တွေ့ဖြစ်ပွားနေပါပြီ။ ီအချက်လက်တွေကဘယ်ကလာသလဲဆိုတော့2025ခုနှစ်အော်တိုဘာလ18ရက်နေ့ကယူကရိန်းပင်မထောင်လင်းရေးညွှန်ကြားမှုဦးတည်ဌာန GUR နဲ့ပွင့်လင်းရင်းမြစ်ထောင်လင်းရေး project တို့ပူးပေါင်းထုတ်ပြန်ခဲ့တဲ့အစီရင်ခံစာတစ်စောင်ကနေလာတာပါဒီအစီရင်ခံစာဟာပူတင်ရဲ့အာဏာတည်မြဲရေးအတွက်အဓိကကြောရိုးဖြစ်ခဲ့တဲ့စစ်တပ်ဆိုတဲ့တိုင်လုံးကြီးမလို့ကျိုးပယ်သွားပြီလဲဆိုတာကိုကိန်းဂဏန်အချက်လက်အတိအကျနဲ့မှတ်တမ်းတင်ထားတာဖြစ်ပါတယ်ဒီအစီရင်ခံစာမှာဖော်ပြထားတဲ့အဓိကအချက်ကတော့2024ခုနှစ်နိုဝင်ဘာလကနေ 2025ခုနှစ်ဇူလိုင်လအထိ6လဆိုတဲ့အချိန်တိုလေးအတွင်းမှာရုရှားရဲ့စစ်ဒေသတခုတည်းကနေစစ်သားပေါင်း2500ကျော်တပ်ပြေးအဖြစ်ထွက်ပြေးသွားခဲ့တယ်ဆိုတာပါပဲ။ဒါဟာသတင်းပေါကြားမှုတသက်မဟုတ်တော့ပါဘူး။ဒါဟာရုရှားစစ်တပ်ရဲ့စနစ်တစ်ခုလုံးပြိုကျသွားတာပါ။ယူကရိန်းခြေဆိုင် Ocean Project တွင်လည်း agency.news လို့လွတ်လပ်တဲ့သတင်းရင်းမြစ်တွေရဲ့ဆက်ဆက်သုံးသပ်ချက်တွေအရဒီပြဿနာဟာစနစ်တစ်ခုလုံးနဲ့သက်ဆိုင်တဲ့ပြဿနာဖြစ်ကြောင်းအတည်ပြုထားပါတယ်။တပ်ပြေးနှုန်းဟာစစ်တပ်တစ်ခုလုံးမှာနှစ်ဆတိုးလာခဲ့ပါတယ်။ ဒီနှစ်2025ခုနှစ်မှာကုန်ငင်မှာပဲစစ်သားပေါင်း9000ဒါဟာတက်ဖြတ်ထားတဲ့စစ်ရင်အားစုစုပေါင်းရဲ့တစ်ဆယ်ရာခိုင်နှုန်းနီးပါးဟာရှေ့တန်းစစ်မျက်နှာပြင်တွေကနေထွက်ပြေးကြလိမ့်မယ်လို့ခန့်မှန်းထားပါတယ်။တစ်ချိန်ကဘယ်တော့မှရှုံးမှာမဟုတ်ဘူးလို့ဈေးကွက်တင်ခဲ့တဲ့ကမ္ဘာဒုတိယအကြီးဆုံးစစ်တပ်လို့ကြွေးကြော်ခဲ့တဲ့ဒီအေယာမဖွဲ့စည်းပုံကြီးဟာအခုတော့သူ့ရဲ့ကိုပိုင်စစ်သားတွေကလက်နက်တွေနဲ့အတူရှေ့တန်းကနေထွက်ပြေးနေကြတာကြောင့်အပြက်စည်းပုံကြီးတစ်ခုအဖြစ်ပြောင်းလဲသွားပါပြီ။ဒီအချိန်လေးဟာရုရှားစစ်တပ်တို့ဘလောက်တောင်အန္တရာယ်ကြီးပြီးအရေးကြီးနေပြီလဲဆိုတာကိုနားလည်ဖို့ ျွန်တော်တို့သမိုင်းကိုအရင်ပြန်ကြည့်ရပါမယ် Frontalogenics project ကလေလာသုံးသက်တွေကဒီတစ်ဆယ်ရာခိုင်နှုန်းတပ်ပြေးနှုန်းဟာရုရှားသမိုင်းရဲ့အဆုံးအဖြတ်အခိုက်အတန့်တစ်ခုနဲ့အန်ဒရယ်ရှိလောက်အောင်တူညီနေတယ်လို့သတိပေးထားပါတယ်1918ခုနှစ်ပထမကမ္ဘာစစ်အတွင်းဇာပရင်ရဲ့ရုရှားတပ်မတော်မှာတပ်ပြေးနှုန်းဟာ14ရာခိုင်နှုန်းအထိရောက်ရှိသွားခဲ့ပါတယ်ဒါဟာတပ်မတော်ကြီးတစ်ခုလုံးလုံးဝပြိုလဲသွားစေပြီး Bolshevik တော်လှန်ရေးတိဖြစ်ပေါ်လာစေခဲ့တဲ့အဓိကအကြောင်းရင်းတွေကတစ်ခုပါပဲ။ လက်နက်ကင်လျက်ဒေါသထွက်ပြီးစီကံမရှိတော့တဲ့စစ်သားတွေဟာရှေ့တန်းကနေထွက်ပြေးလာပြီးပြည်တွင်းမှာဗျမ်းမတာအခြေအနေတွေကိုဖန်တီးကာအစိုးရရဲ့အာဏာကို လုံးဝပြတ်စည်းသွားစေခဲ့ပါတယ်။အခုပူတင်ရဲ့စစ်တပ်ဟာဇာပင်ရဲ့အစိုးရကိုဖျောက်ချခဲ့တဲ့အဲ့ဒီမြင်းနာကိုတဖြည်းဖြည်းချင်းကန်နေပါပြီ။စစ်သမိုင်းမြင်းနာရှင်တွေကဒီအခြေအနေကိုစိတ်သက်ပိုင်းဆိုင်ရာပြိုလဲမှုလို့ခေါ်ဆိုကြပါတယ်။နောက်ထပ်နှိုင်းရှင်စရာတစ်ခုကတော့ဗီယက်နမ်စစ်ပွဲကအမေရိကန်ရဲ့နောက်ဆုံးနှစ်တွေပါပဲ။အဲ့ဒီအချိန်ကစစ်ပွဲရဲ့အဓိပ္ပာယ်မရှိမှုကိုနားလည်သွားတဲ့အမေရိကန်စစ်သားတွေကမှ အမိတ်မနာခံမှုအရာရှိတွေကိုပြန်လည်တိုက်ခိုက်မှုနဲ့တပ်ပြေးမှုတွေတိုးပွားလာခဲ့ပါတယ်။ဒါပေမဲ့ဗီယက်နမ်ကတပ်ပြေးနှုံနေတောင်မှအခုရုရှားကြုံတွေ့နေရတဲ့အစုလိုက်အပြုံလိုက်ထွက်ပြေးမှုကြီးလောက်မများခဲ့ပါဘူး။ရုရှားရဲ့အခြေအနေဟာဒုတိယကမ္ဘာစစ်ရဲ့အဆိုးရွားဆုံးအခိုက်အတန့်တွေဖြစ်တဲ့ Stalingrad မှာဝိုင်းမိနေတဲ့ဂျာမန်တပ်မ6လို့အခြေအနေမှာတော့မမြင်တွေ့ခဲ့ရတဲ့အချိန်ဟုန်နဲ့ဆိုးရွားနေတာပါ။အဲ့ဒီတုန်းကဂျာမန်တွေမှာသဘောတရားအရသစ္စာစောင့်တိမှုဒါမှမဟုတ်တမ်မနီစီကန်တွေကနောက်ဆုံးချိန်ထိပြိုကွဲမသွားအောင်ထိန်းထားနိုင်ခဲ့ပါတယ်။ အခုရုရှားမှာတော့ ideology ရော အကြောက်တရားနဲ့အုပ်ချုပ်မှုရောဘယ်အရာကမှဒီအစုလိုက်ထွက်ပြေးမှုကိုတားဆီးလို့မရတော့ပါဘူး။ဒါဆိုမေးစရာရှိလာပါတယ်။ဘာကြောင့်စစ်သားထောင်ပေါင်းများသောဟာရန်သူစစ်ကြောင်းတွေကိုရောကိုတက်မှုတွေရဲ့အမျက်တော်သားကိုပါရင်ဆိုင်ပြီးသူတို့ရဲ့အသက်ကိုဆွန်သားလို့ရှေ့တန်းကနေထွက်ပြေးနေကြတာလဲ။ဒီအစုလိုက်ပြိုလဲမှုကိုနားလည်ဖို့ GUR ကထုတ်ပြန်တဲ့အစီရင်ခံစာတွေကအချက်အလက်တွေရှေ့တန်းကစစ်သားတွေရဲ့ထွက်ဆိုချက်တွေကိုတလှော်ချင်းစီခွဲခြမ်းစိတ်ဖြာကြည့်ရပါမယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့မြင်တွေ့နေရတာဟာ ရုရှားစစ်သားတွေရဲ့ကြောက်လန့်မှုပြဿနာမဟုတ်ပါဘူး။ဒါဟာလုံးဝတီးမခံနိုင်တော့တဲ့အခြေအနေတွေအောက်ကရှင်သန်ဝင့်ရဖို့အတွက်နောက်ဆုံးရုန်းကန်မှုပဲဖြစ်ပါတယ်။ GUR အစိုးရခန္ဓာကတပ်ပြေးမှုတွေရဲ့အဓိကအကြောင်းရင်း၃ရပ်ကိုရှင်းရှင်းလင်းလင်းဖော်ပြထားပါတယ်။၁ဒါဟာရုရှားစစ်တပ်ရဲ့နာတာရှည်ကင်ဆာရောဂါတစ်ခုပါ။ဝါးလားဖြင့်ရုပ်ရှင်တွေကလိုမျိုးချစ်စိတ်နဲ့ဆွန့်လွတ်စတဲ့နေရတာမဟုတ်ပါဘူး။စစ်သားတွေဟာကရုတ်ချင်းတွေထဲမှာအခြေခံလူသားတယောက်ရဲ့နေထိုင်မှုအဆင့်တန်းတောင်မရရှိကြပါဘူး။အခြေအနေကိုပိုဆိုးစေတာကတော့ ဒေဒော့ဖ်ရှိနာလို့ခေါ်တဲ့တရားမဝင်အနိုင်ကျင့်နှိပ်စက်တဲ့ယဉ်ကျေးမှုပါပဲစစ်သားတွေဟာရန်သူရဲ့ပြစ်ခတ်မှုကိုရင်ဆိုင်နေရုံနဲ့မကပဲကိုယ့်ရဲ့တပ်မှုတွေကိုယ့်ရဲ့စစ်ဖော်စစ်ဖက်တွေရဲ့ဘယ်အချိန်ပေါ်လာမှန်းမသိတဲ့ကြမ်းတမ်းရက်စက်မှုတွေကိုပါတပြိုင်နက်တည်းရင်ဆိုင်နေရပါတယ်ဒါဟာစစ်သားတယောက်ကိုစိတ်ပိုင်းဆိုင်ရာလုံးဝကြေမွသွားတဲ့နည်းလမ်းပါပဲနောက်ဆုံးမှာစစ်သားတွေဟာရန်သူထက် ကိုယ်တရင်ကိုယ်တက်မှုကိုပိုပြီးကြောက်လန့်လာပါတော့တယ်ရုရှားစစ်သားတွေဟာတကယ်ကိုခေနှောင်းပိုင်းကလိုခြေနေတဲ့အောက်မှာအသက်ရှင်တန်ရေးအတွက်ရုန်းကန်နေရတာပါ နှစ်ဒုတိယချက်ကတော့အရေးကြီးဆုံးဖြစ်နိုင်ပါတယ်ဒါဟာထောက်ပံ့ပို့ဆောင်ရေးမှာအနှဲငယ်ချုပ်ရင်းတာမဟုတ်ပါဘူးဒါဟာရှေ့တန်းကိုလုံးဝစွန့်ပစ်ထားလိုက်တာပါစစ်သားတွေဟာတကယ်ကိုပဲဗိုက်စာလွန်းလာကြောင်းနဲ့အကူအညီမရတော့တာကြောင်းဆိုတဲ့အကြောင်းရင်းတွေကြောင့်သူတို့ရဲ့ကရုတ်ချင်းတွေကိုစွန့်ခွာရတဲ့အခြေအနေထိရောက်လာခဲ့ပါတယ်ရုရှားရဲ့စစ်ရန်တရားကြီးဟာသူ့ရဲ့ကိုပိုင်ရှေ့တန်းစစ်သားတွေကိုအစာကျွေးဖို့လက်နက်တပ်ဆင်ပေးဖို့တောင်မစွမ်းဆောင်နိုင်တော့ပါဘူးဒီလိုထောက်ပံ့ရေးပြတ်တောင်းရတဲ့အရင်းခံအကြောင်းကဘာလဲဒါဟာထရက်ကားတွေလမ်းမှာပိတ်မိနေလို့မဟုတ်ပါဘူး ဒါဟာရုရှားရဲ့စစ်စည်းဝါးရေးစနစ်တစ်ခုလုံးရဲ့ဖွဲ့စည်းပုံပျက်စီးသွားတာနဲ့တိုက်ရိုက်သက်ဆိုင်နေပါတယ်။အနောက်နိုင်ငံတွေရဲ့ပိတ်ဆို့မှုတွေကြောင့်ရုရှားကာဝေးရေးဆက်မှုလုပ်ငန်းတွေအရေးကြီးတဲ့ microchips တွေအစိမ့်မြဆက်ပစ္စည်းအစိပ်ပိုင်းတွေအထူးပြုဓာတ်ရုပစ္စည်းတွေမရတော့ပါဘူး။တရုတ်နဲ့မြောက်ကိုရီးယားစီကရတဲ့အကူအညီတွေရှိပေမဲ့ဆိုဗီယက်ခေတ်ကစနစ်အဟောင်းတွေနဲ့ခင်မီစစ်ပွဲတစ်ခုကိုရေရှည်တိုက်ဖို့မလုံလောက်တော့ပါဘူး။ရလန်အနေနဲ့အမြောက်ဆန်ထုတ်လုပ်မှုဟာဂရီပေးထားတဲ့ပြစ်မှတ်ထက်အများကြီးညော့နေနေပြီးတင်ကားတဲ့တန်ကြက်ကရင်တဲ့ထုတ်လုပ်မှုဆိုတာလည်း ကိုရောင်ထဲကစနေဟောင်းတွေကိုဖုံခါပြီးပြန်သုံးတဲ့အဆင့်လောက်ပဲရှိပါတော့တယ်။ရုရှားပြည်တွင်းကယထာလန်းဆောင်တွေတံတားတွေအထူးသဖြင့်ရေနံချက်ဆက်ရုံတွေကိုယူကရိန်းကတာဝဲပစ်ဒုံးကြီးတွေဒရုန်းတွေနဲ့စနစ်တကျတိုက်ခိုက်ခဲ့တာကြောင့်ရုရှားရဲ့ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းတွေလေးဖြတ်သွားပါပြီ။ကြည်စံတဲ့ယထာတစဉ်ဒါမှမဟုတ်လောင်သာသီတင်ရင်တန်းတစ်ခုရှေ့တန်းကိုရောက်ဖို့သတင်းပတ်နဲ့ချီတခါတရံလာနိုင်ချီကြာမြင့်လာပါတယ်။ဒါကြောင့်ဤပညာကြည်စံတဲ့တန်ချက်ကာရင်တွေနဲ့မဖြည့်တင်းနိုင်တော့တဲ့ဆင့်အားကို သူတို့မှာကြံရှိနေသေးတယ်တခုတည်းသောအရင်းမြစ်ဖြစ်တဲ့လူအသက်တွေနဲ့လဲလှယ်လိုက်တာပါပဲစစ်သားတွေကသူတို့ချင်းချင်းဒီတိုက်ခိုက်မှုတွေကိုမီယာစနဲလ်ရှတ်တူမီဒါမှမဟုတ်အသားကျိဆက်တိုက်ခိုက်မှုလို့ခေါ်ကြပါတယ်လေ့ကျင့်မှုမပြေဝရဲလနက်ဂရီယာမစုံနေနဲ့အများစုကအသည့်စူးစောင်းခံထားရတဲ့စစ်သားအုပ်စုတွေကိုအမြောက်ပစ်ကူမပါတန်ချက်ကချင်းအကာအကွယ်မပါပဲယူကရိန်းရဲ့ကောင်းကောင်းကာကွယ်ထားတဲ့ဂရုတင်းတွေစီကိုအသေးခံဝင်တိုက်ခိုက်တာပါယူရဲ့ချက်ကယူကရိန်းရဲ့ကာကွယ်ရေးကိုဖျက်ဆီးဖို့ထက် ယူကရိန်းရဲ့ကြီးတန်းတွေကိုကုံအောင်တုံးခိုင်းဖို့တတ်တတ်ပါပဲစစ်သားတွေဟာဒီလိုတေကြောင်းကြံစစ်စင်ရေးတွေကိုပေါပေါထင်းထင်းညှင်းဆန်လာကြပါပြီဘာလို့လဲဆိုတော့ဒါဟာစစ်တိုက်တာမဟုတ်ဘူးဒါဟာကိုတက်မှုကိုရိုင်းလက်မှတ်ထိုးပေးလိုက်တဲ့တေတံဖြစ်နေလို့ပါပဲစစ်သားတွေထွက်ပြေးရတာဟာသူတို့တက်မှုတွေရက်ဆက်လို့ရင်မဟုတ်တော့ပါဘူးမော်စကိုကစီဝါရေးစနစ်ကြီးတစ်ခုလုံးကသူတို့အတွက်ကြီးစံတဒေါင်အစားအစာတပူတောင်မပို့ပေးနိုင်တော့တဲ့အခြေအနေကြောင့်ပါနောက်ထပ်အရေးကြီးတဲ့အချက်တစ်ချက်ကြံပါသေးတယ် အဲ့ဒါကတော့ရှေ့တန်းကနေထွက်ပြေးကျင်လာအောင်ဆွဲဆောင်နေတဲ့အချက်ပါပဲယူကရိန်းဟာကျွန်တော်အသက်ရှင်နေတယ်လို့အမည်ရတဲ့ project တစ်ခုကိုအင်တိုက်အားတိုက်လှုပ်ဆောင်နေပါတယ်ဒီ project ဟာရုရှားစစ်သားတွေကိုဘလို့လုံလုံခြုံခြုံလက်နက်ချရမလဲဆိုတာကိုလမ်းညွှန်ပေးတဲ့စနစ်တစ်ခုပါယူကရိန်းထောက်လှမ်းရေးတွေဟာရုရှားစစ်သားတွေအသုံးပြုတဲ့ radio line တွေတွေကိုထိုးဖောက်ဝင်ရောက်ပြီးဒီသတင်းစကားကိုဖြန့်ဝေနေပါတယ် social media တွေမှာပြစ်မှတ်ထားကြော်ညာတွေထည့်သွင်းနေပြီးရှေ့တန်းစစ်မြေပြင်တွေပေါ်ကိုလက်ကမ်းစာတောင်တွေတောင်ကျဲချနေပါတယ် ဒီစနစ်ကရုရှားစစ်သားတယောက်ကိုရိုးရှင်းတဲ့ကတိတစ်ခုပေးထားပါဗျ။မင်းသားလက်နက်ချမယ်ဆိုရင်ဂျနီဗာကွန်ဗင်းရှင်းနဲ့အညီဆက်ဆံခံရမယ်။မင်းအသက်ရှင်ရမယ်။စစ်ကြီးမပြီးမချင်းမင်းလုံခြုံရမယ်ဆိုတာပါပဲ။ဒီ project ကရုရှားစစ်သားတယောက်ရင်ဆိုင်နေရတဲ့ညီမျှချင်းကိုလုံးဝပြောင်းပြန်လှန်ပစ်လိုက်ပါတယ်။ GUR အစင်ခံသာရတပ်ပြေးစစ်သားတချို့ဟာဒီ project ကနေတဆင့် Ukraine ဘက်ကိုတက်တက်ကြွကြွဆက်သွယ်ပြီးထွက်ပြေးလာကြတာဖြစ်ပါတယ်။ဒါဟာဤပညာပိုင်းဆိုင်ရာရရောစိတ်ပိုင်းဆိုင်ရာပါအောင်ပွဲတစ်ခုပါပဲ။ ယူကရိန်းဟာဈေးကြီးတဲ့ရုရှားစစ်တပ်ကိုဈေးကြီးတဲ့ဒုံးကြီးတွေနဲ့ပဲတိုက်ခိုက်နေတာမဟုတ်ပဲစစ်သားတွေရဲ့အခြေခံအကြသုံးရှင်သန်လူစိတ်ကိုအသုံးချပြီးအတွင်းပိုင်းကနေအားအနည်းဆုံးနေရာကိုဖြိုခွဲနေတာဖြစ်ပါတယ်။အိုစင်လေးလာသုံးသက်သူတွေကဒီပြိုလဲမှုမှာအလွန်ရေးကြီးတဲ့လမ်းကြောင်းပြောင်းလဲမှုတစ်ခုကိုထောက်ပြထားပါတယ်။၂၀22ခုနှစ်နဲ့2023ခုနှစ်တွေတုန်းကတပ်ပြေးမှုအများစုဟာတိုက်ပွဲတစ်ခါမှမမြင်ဘူးသေးတဲ့စစ်သားတွေကနောက်တန်းကလေ့ကျင့်ရေးစခန်းတွေဒါမှမဟုတ်တပ်ဆွဲရာဌာနချုပ်တွေကနေထွက်ပြေးတာဖြစ်ပါတယ်။ ဒါပေမဲ့2025ခုနှစ်မှာဒီပုံစံလုံးဝပြောင်းသွားပါပြီ GUI ရဲ့နောက်ဆုံးစီရင်ခံစာအရအခုတက်ပြေးတွေအားလုံးဒီပါဟာရှေ့တန်းစစ်မျက်နှာပြင်ကနေဓာတ်ရိုက်ထွက်ပြေးတာဒါမှမဟုတ်ဒဏ်ရာရလို့ပို့ထားခံရတဲ့စစ်ဆေးရုံတွေကနေထွက်ပြေးတာဖြစ်ပါတယ်ဒါကြောင့်မလို့လက်တွေ့ခြေထောက်တွေမှာပတ်တီးတွေနဲ့စစ်သားတွေဟာအရက်သားအဝတ်စားတွေရှာပြီးညတကောင်မှာဆေးရုံပရင်းပေါက်ကနေခုံချထွက်ပြေးနေကြတာဟာကြောက်လန့်လို့မဟုတ်ပါဘူးအသက်ရှင်ဖို့အတွက်နောက်ဆုံးကြိုးစားရုန်းကန်မှုတစ်ခုပါပဲ စစ်ဒေသတစ်ခုတည်းကနေထွက်ပြေးတဲ့စစ်သား2500ဆိုတဲ့ကိန်းဂဏန်းကိုကျွန်တော်တို့ပုံဖော်ကြည့်အောင်ပါ။ဒါဟာဥရောပနိုင်ငံငယ်လေးတွေရဲ့စစ်တပ်တက်တက်လုံးရဲ့အင်အားထက်တောင်ပိုများနေပါတယ်။ဒါဟာကိုလာတွင်မှာတက်မအများပြားဒါမှမဟုတ်တက်မဟာတစ်ခုလုံးပျောက်ကွယ်သွားတာနဲ့အတူတူပါပဲ။ဒါဟာထောက်ပံ့ပို့ဆောင်ရေးပြဿနာထက်ကျော်လွန်သွားပါပြီ။ဒါဟာကိုကဲမှုနဲ့ထိန်းချုပ်မှုကပ်ပြီးပါ။စနစ်တစ်ခုလုံးရပ်ဆိုင်းသွားတာပါ။အမိန်ပေးစရာစစ်သားမရှိတော့ဘူး။အမိန်နာခံစရာတပ်ဖွဲ့မရှိတော့ပါဘူး။ ရှေ့တန်းမှာစစ်သား9000လောက်လိုအပ်ချက်ပစ်သွားတာဟာ Kremlin ကိုသူတို့အကြောက်ဆုံးခြေလှမ်းတစ်ခုကိုလှမ်းလာအောင်တွန်းပို့လိုက်ပါတော့တယ်။ရှေ့တန်းကဒီသွေးထွက်သံရုံမှုကိုရပ်တန့်ဖို့အစိုးရကရှာတွေ့လိုက်တဲ့အဖြစ်ကတော့စစ်ပွဲစာကလေးကသူတို့အရှောင်ရှားဆုံးဖြစ်ခဲ့တဲ့အန်ဒီရဲ့အကြီးဆုံးလှုပ်ရှားမှုပါပဲ။အဲ့ဒါကတော့ဒစိတပိုင်းမဟုတ်တော့တဲ့အလုံးစုံစင်ရင်အားဖြစ်တင်းမှုကိုကြီးညာလိုက်တာပါပဲ။ဒါပေမဲ့ဒါဟာ2022ခုနှစ်ကစစ်သားစုဆောင်မှုနဲ့လုံးဝမတူတော့ပါဘူး။အဲ့ဒီတုန်းကအစိုးရဟာကျေးလက်ဒေတာတွေနဲ့ လူနည်းစုတိုင်းရင်းသားတွေစီကစစ်သားတွေကိုအဓိကထားဆူဆောင်းခဲ့ပါတယ်။အခု2025ခုနှစ်အောက်တိုဘာလမှာတော့သူတို့ဟာတပ်ပြေးတွေရဲ့လစ်လက်သွားတဲ့နေရာကိုဖြည့်ဖို့အတွက်ရုရှားရဲ့အနာဂတ်ကိုတိုက်ရိုက်ပိတ်မှတ်ထားလိုက်ပါပြီ။အဲ့ဒါကတော့အသက်16နှစ်ကနေ30ကြာလူငယ်အမျိုးသားအားလုံးပါပဲ။ဒါရဲ့အဓိပ္ပာယ်ကတော့မော်စကိုနဲ့စိန့်ပီတာစဘတ်လိုမြို့ကြီးတွေမှာနေထိုင်ပြီးစစ်ပွဲကိုအတက်နိုင်ဆုံးရှောင်တိန်နေကြတဲ့လူငယ်တွေအားလုံးကိုရှေ့တန်းကိုပို့တော်မှာဖြစ်ပါတယ်။ Kremlin ကဒီခြေလှမ်းတစ်ဟာ 2022ခုနှစ်ထက်ပိုကြီးမားတဲ့ပြည်ရင်းထိတ်လန့်မှုကိုဖြစ်စေမယ်ဆိုတာသိပါတယ်။အဲဒီတုန်းကပညာတတ်လူငယ်သိန်းပေါင်းများသောဟာနေဆက်တွေကိုအလူရက်ပြေးထွက်ပြီးနိုင်ငံကနေထွက်ခွာသွားခဲ့ကြပါတယ်။ဒီအဖွဲ့မျိုးထပ်မဖြစ်အောင်ဆိုရဟာစစ်ရေးဆုံးဖြတ်ချက်ကိုပြည်သူလူထုကိုပိတ်ဆို့မှုနဲ့ပေါင်းဆက်လိုက်ပါတယ်။ရုရှားပြည်ရင်းကလွတ်လပ်တဲ့မီဒီယာတွေနဲ့အိုဆင်အစီရင်ခံတာတွေအရခရမ်လင်ဟာ2025ခုနှစ်အောက်တိုဘာလမှာဥပဒေကြမ်းအသစ်တစ်ခုကိုအရေးပေါ်အတည်ပြုခဲ့ပါတယ်။ ဒီဥပဒေအရအသက်16နှစ်မှ30ကြာအမျိုးသားနိုင်ငံသားအလုံးကိုနောက်ထပ်အမိန့်မထုတ်ပြန်မခြင်းနိုင်ငံတွင်းကနေထွက်ခွာခွင့်လုံးဝပိတ်ပင်လိုက်ပါတယ်စစ်သားတွေစုတော်မှုရဲ့ရွေချက်ဟာရှေ့တန်းကဆုံးရှုံးမှုတွေကိုဖြည့်ဖို့တယ်မဟုတ်ပဲစံချိန်တင်တက်ပြေးနှုံးတွေကိုပါဖြည့်ဖို့ပါဖြစ်နေပါတယ် GUR စင်ခန္ဓာတွေအရအတွေ့အကြုံရှိစစ်သားတွေတောင်ဒီအခြေအနေတွေကြောင့်ထွက်ပြေးနေကြတာပါဒီပုံကန်ထားကြမှုလှိုင်းလုံးကြီးကို Kremlin နဲ့ရှေ့တန်းကတပ်မှုတွေကဘလို့တားဆီးဖို့ကြိုးစားနေလဲစစ်ခုံရုံးတွေနဲ့လားထောင်ဒဏ်တွေနဲ့လား ဝါဒဖြန့်မိန့်ခွန်းနေလားလုံးဝမဟုတ်ပါဘူး GUR နဲ့ Ocean လေလာသူတွေရဲ့မှတ်တမ်းတွေကအစိုးရဟာဒီပြိုလဲမှုကိုရပ်တန့်ဖို့သူတို့သိတဲ့တခုတည်းသောနီလန့်ကိုပဲတုံဆွဲနေပါတယ်အဲ့ဒါကစနစ်ကြတဲ့အကြမ်းဖက်မှုပါပဲရုရှားတပ်မှုတွေဟာရှေ့တန်းကစစ်သားတွေကိုတရားရုံးအမိန့်မပါပဲတရားလွတ်လွတ်ပြစ်တတ်တာညှဉ်းပန်းနှိပ်စက်တာနဲ့တေတံပေးပြီးချိန်ချောက်တာတွေကိုစနစ်တကျပြုလုပ်နေကြအောင်အတီးပြုတ်မှတ်တမ်းပေါင်းများစွာရှိနေပါတယ်ဒါကဘာကိုပြနေလဲဆိုတော့တစ်ချိန်က precaution ရဲ့ ဝက်နာခြေသားတပ်ဖွဲ့တွေကိုပဲတုံးတယ်လို့ထင်ခဲ့ရတဲ့ရက်ဆက်တဲ့စီကံထိန်သိမ်းကြီးတွေဟာအခုခါမှာရုရှားပုံမှန်စစ်တပ်ရဲ့ပုံမှန်လှုပ်ထုံးလုံနီတစ်ခု ဖြစ်လာပြီဆိုတာပါပဲဒီလိုပြစ်ဒတ်မှုတွေရဲ့အခိုင်အမာဆုံးသက်တွေကတော့ GUR ကတင်းစီရမိတဲ့ရုရှားပြည်တွင်အစီရင်ခံစာတွေမှာပေါ်ထွက်လာတာပါဒီစာရွက်စာရည်တွေမှာတိတ်ဆုံးရခြင်းအကြောင်းရင်းနေရာမှာအစ်စ်ထည့်သွင်းထားတဲ့ထိတ်လန့်စရာစကားလုံးတစ်လုံးကိုတွေ့ရပါတယ်အမိတ်မနာခံမှုဆိုတာပါပဲတပ်မှုတွေကဘာလို့ဒီလိုအဆုံးရောက်နိလန့်တွေကိုတုံးနေရသလဲ ။ဘာလို့လဲဆိုတော့သူတို့ကိုယ်တိုင်မော်စကိုရဲ့ဖိအားပေးမှုကိုခံနေရလို့ပါ။ခြေတန်းကိုမထိန်နိုင်နဲ့ဒါမှမဟုတ်တိုက်ခိုက်ဖို့အမိန်ပေးလို့မရတဲ့ဗိုလ်ချုပ်တရားဟာနောက်နေမှာပဲကာကွယ်ရေးဝန်ကြီးဌာနရဲ့တစ်ဆက်ဖောက်အဖြစ်သတ်မှတ်ခံရနိုင်ပါတယ်။ဒါပေမဲ့ဒီပြူဟာကပြောင်းပြန်အကျိုးသက်ရောက်မှုကိုဖြစ်စေပါတယ်။ဒါဟာဒီပြဿနာရဲ့နောက်ဆုံးကောက်ရုပ်တစ်ပြင်ပါပဲ။အစီရင်ခံစာတွေဟာဒီရက်ဆက်တဲ့ပြစ်ဒဏ်မှုတွေဟာတပ်ပြေးမှုတွေကိုရပ်တန့်သွားစေတာမဟုတ်ပဲပိုပြီးတိုးပွားလာစေပါတယ်။ဒီအချိန်မှာအတိတ်ပဲရှိတဲ့တေကျင်းတရားစီကိုသွားလာထက် တက်ပြေးခြင်းဟာပိုပြီးစင်ကြင်တုံတရားရှိတဲ့ရွေးချယ်မှုတစ်ခုဖြစ်လာပါတယ်။အစိုးရဟာထောင်ထားတဲ့ထောင်ချောက်ထဲကိုသူတို့ကိုယ်တိုင်ပြန်မိသွားပါပြီ။အခြေအနေကိုထိမ့်သိမ့်ဖို့အသုံးပြုခဲ့တဲ့ပြစ်တက်မှုတွေဟာပုံကန်ထကြွမှုတွေလောင်စာတွေဖြစ်လာပြီးထိမ့်ချုပ်မှုကိုပိုပြီးမြ мян ဆန်ဆန်ဆုံရှုံသွားစေခဲ့ပါတယ်။ဒီဖြစ်တွေအလုံးဟာစစ်မြေပြင်ကနီးပြူဟာပိုင်းဆိုင်ရာကြာရှုံးမှုထက်အများကြီးပိုပါတယ်။ဒါဟာဗလာဒီမာပူတင်အစိုးရရက်တည်နေတဲ့နောက်ဆုံးအားကိုးရာဖြစ်တဲ့စစ်တပ်ကြီးရဲ့ပြိုလဲမှုကိုပြသနေတာပဲဖြစ်ပါတယ်။စစ်တပ်တစ်ခုကကိုယ်စစ်သားတွေကို စစ်စင်ရေးလုပ်ဖို့ကိုငင်းဆန်လို့ပြစ်တတ်နေပြီဆိုရင်အဲ့ဒီဖွဲ့စည်းပုံဟာအမိန်ပေးကိုယ်ကဲမှုစနစ်မဟုတ်တော့ဘဲဗယံပဒါနဲ့အကြောက်တရားကိုဖန်တီးတဲ့ရန်တရားတစ်ခုဖြစ်သွားပါပြီ။ဒါကြောင့်ရုရှားစစ်တပ်ဟာယူကရိန်းတပ်ဖွဲ့တွေကြောင့်ပျက်စီးတာထက်သူတို့ရဲ့ကိုပိုင်တပ်မှုတွေအသားကျိတ်ဆက်ဗျူဟာတွေနဲ့အတွင်းပိုင်းကနေဆွေးမြင်နေတဲ့ပျက်စီးယိုယွင်းမှုတွေကြောင့်သူ့လူလူပြိုကွဲပျက်စီးနေတာပဲဖြစ်ကြောင်းသုံးသပ်တင်ပြလိုက်ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။